10ရက်9လ2025ကျွန်တော်အဖြေခံဘွားနဲ့အမုန်းခံလူသားကနေတမတော်ကာကွယ်ဦးစည်းချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အဘာတူချုပ်ကြီးဦးစိုးဝင်းနာဆာကအဖွဲ့ဝင်တရလုံးအပါဝင်အေးချမ်းသောနေတိုင်းရင်နဲ့ပြည်သူလူထုတမတော်နဲ့တမတော်သားမိသားစုတွေကိုမြေပြင်ရရှိတဲ့သတင်းအချက်အလက်တွေကိုသိရှိစေခြင်းနဲ့စိတ်တခုနဲ့တင်ဆက်ပေးနေတာဖြစ်တယ်ပေါ့နော် မကွေးတိုင်းမင်းလာမြို့နယ်မဇလီတော်ကျေးရွာအုပ်ချုပ်ရေးမှုဦးမြင့်လွင်မှကျေးရွာနေပြည်သူမိဘတွေထံမှတလလျင်9000ပေးရမည်ဟု တောင်းရနေပါတယ်တဲ့ဘယ်သူကိုတိုင်ပြီးဘလို့လောက်ရမယ်မသိဖြစ်နေပါတယ်အသက်16နှစ်ပြည့်သားသမီးတွေလည်းစိတ်ညစ်နေကြပါတယ်တဲ့အစည်းဝေးမလာတဲ့မိဘတွေရဲ့သားကိုမဲပေါက်တယ်ပြောပြီး တတဲတဲဖို့လှုပ်တယ်ကြံကလေးမိဘတွေကိုတော့လာစဉ်9000ကျပ်ပုံမှန်ပေးကြဖို့ အစည်းအဝေးမှာပြောတယ်ဗျာတဲ့နော်အကူကြီးပါဦးနဲ့မိဘတော်တော်များများ ကြုံရလောက်ရတဲ့သူတွေဖြစ်တယ်တဲ့မပေးခြင်းတလို့မပေးနိုင်တဲ့သူကများပါတယ်တဲ့ပခုတ်ကူတမတရားတင့်မှာပါတာမော်တာတက်တစည်းသည်တဲ့ကျွန်တော်လည်းနားမလဲအရတော့နော်ပခုတ်ကူမျိုးနဲ့တဲတော်ရွာမှာဘုံကြီးចောင်းတဲ့သူလေဒီဘုံတစ်လုံးတဲတော်ရွာထဲမှာတစ်လုံးစုစုပေါင်းနှလုံးချရာ PDF 9ဦးထက်မနည်းသေးသောကြောင့်တရင်ရရှိပါတယ်တဲ့ထိုအထဲမှာပြည်သူဆိုသောပြည်သူမဟုတ်သူတဦးပါတဲ့ဥပုံရှင်နဲ့တပုံပြည်ဖြတ်နေတဲ့ရွာပြည်သူမနေရတဲ့ရွာမှာတမတော်ကချလို့သိရင် ပြည်သူလို့အော်အော်နေတဲ့အပိန်းတွေတိအောင်ကျေးဇူးပြုပြီးပြောပေးပါတဲ့နော်နောက်တစ်ခုကတော့ မနေ့ကညောင်ဦးမြို့နယ်စင်ကူးတိုင်နယ်ပတ်ချန်းကစင်ကူးရဲ့အရှိတောင်ပဲရှိငကယုံတော်ရကြောင်းဆရာတော်နှစ်ပါးကို9ရက်9လ2025ရက်နေ့ကအကြမ်းဖက် PDF တွေဖမ်းဆီးခေါ်ဆောင်သွားပါတယ်တဲ့ညောင်ဦးမှာကမျိုးပေါ်အနီးတစ်ဝိုက်ကလွဲရင် PDF တွေစိုးမှုနေတဲ့ရွာတွေတနေ့တနေ့ပုံများလာပါတယ်တဲ့ညောင်ဦးမြို့နယ်မီးလောင်ပြားတောင်ရွာအနောက်ဘက်ကြအိုကျွန်းအနောက်ဘက်တောင်ပဲရှိတရက်ချံမှာအကြမ်းဖက် PDF များစခန်းကြနေတဲ့အကြောင်းဒေသခံတွေကသတင်းပေးပို့ထားပါတယ်အဲ့ဒီ ဘေးဘက်လက်ရှိလေခွင်းများမှာလည်းလေယာလှုပ်သားအတွင်ယူပြီးစစ်ကြောင်းအလာကိုကင်းဆောင်နေတိုင်းတဲ့ကြောင်းသိရှိရပါတယ်။ညောင်ဦးမျိုးကအကြမ်းဖက် PDF တွေကပြီးခဲ့တဲ့လပိုင်းမှာ NUG ရဲ့လက်အောက်ကနေနှုတ်ထွက်ကြောင်းထုတ်ပြန်ထားပါတယ်တဲ့။ပြည်သူတောက်ပံ့ငွေနဲ့တော်လန်ရေးဆက်လုပ်မယ်လို့အတန်ကောင်းဟစ်နေပေမဲ့လက်ရှိမှာတော့ငတယောက်နဲ့စင်ကူးဘက်မှာရှိနေတဲ့စစ်ကြောင်းအယောက်အပေါက်နဲတဲ့ခြေပါတွေကိုအနူချမ်းစီလူသက်ဓာပြတိုက် ထင်တိုင်းကျဲနေတာတွေကိုတက်မတော်တာဝန်ရှိလူကြီးမင်းများဒီအတိုင်းကြည်နေတော့မှလားသာသနာနယ်မြေမှာဆရာတော်တန်ဃာတော်တွေအကျမ်းဖက်ခံနေရတာအတွက်ဗုဒ္ဓဘာသာဝင်တဦးယင်ထဲမှာများစွာစိတ်မကောင်းဖြစ်မိပါတယ်တဲ့လဘကတိုင်းဘူးကြီးနဲ့တက်မတော်တာဝန်ရှိအကြီးအကဲများတည်အောင်ကိုဖုံးပြောပေးဖို့မြစ်တာရက်ခံပါတယ်လေးသားပါတယ်ကိုဖုံးနဲ့73ရက်4လ2025ရက်နေ့မှာဝေဖလာကျေးွာ ကားဝါချော့လောက်ကန်သူမိုးကိုထုံးမှဟိုမလင်းလေစိတ်တို့ကားပစ္စည်းလာယူဟာအချိန်နောက်ကြာပြီးဟိုမလင်းမှညအိပ်ရပါတယ်တဲ့ထိုညမှာတငယ်ချင်း၃ယောက်မိုးကိုထုံးတန့်စင်ထုံးတိန်သေးအောင်ခရိုင်ထွေဦးအငယ်တန်းစီစုံကြရတိန်သေးအောင်ထွေဦးစီမှာ KTB တို့အရမပို့ခိုင်းပါတယ်တဲ့ညနေပြီမပို့နိုင်ဘူးပြောတော့ငါကထွေဦးကပါငါတာဝန်ယူပါတယ်မင်းတို့လိုက်ပို့ရမယ်ဟုအနိုင်ချင်းပို့ခိုင်းတဲ့အခါသူ့ကိုကြောက်လို့လိုက်ဖို့တဲ့အခါဟိုမလင်းဟိုမလင်း ။ဘုံမလင်းပြည်သူစေယုံရှိလန်၌ညာကင်းလက်နေသောအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့တဲ့အခါတိန်ထေးအောင်က ကင်းဘွယ်သားများကိုဆဲဆူဆဲဆူစိန်ခေါ်ရန်စပါတယ်တဲ့။ထိုအခါသူနဲ့လိုက်ပါလာသူမိုးကိုတို့နဲ့တန်းစင်တို့တို့ကမပြောဆိုရန်တားလည်းမရပါဘူးတဲ့။ကင်းဘွယ်နဲ့ပြဿနာတက်ပြီးရဲစခန်းအချုပ်ထဲသို့ထဲကန်လာရပါတယ်တဲ့။စခန်းရောက်တော့တိန်ထေးအောင်ထွေဥစရေးကိုညာတွင်ချင်းပြန်ထုတ်သွားပြီးကြံနေရောက်ကိုအခုချိန်ထိအချုပ်ထဲမှာမျိုးနဲ့အုပ်ချုပ်ရေး အဖွဲမှာထဲခိုင်းထားပါတယ်တဲ့စစ်မှုထမ်းတဲ့သူထဲမြူပြောနေပါတယ်တဲ့နော်မိုးကိုထုံးဆိုသူကမင်းကင်းမြို့နယ်မဲမဲရွာသားဖြစ်ပြီး PDF ရန်ကြောင်းရွာမှာနေလို့မရပဲစစ်ဆောင်ကဟ ோம் လင်းမြို့နယ်တွင်ကားဝါရှော့လောက်ကညီမအငယ်အတွက်ကျောင်းစာရိတ်ခါရှာမိဘကိုလှုပ်ကျွေးမွေးနေသူဖြစ်ပါတယ်တဲ့သူတို့ထွေုံစည်းရဲကိုတော့လွတ်လိုက်ပြီးကြံနေရောက်ကိုဥပဒေနဲ့မညီပဲအရင်အာရမစစ်မှုထမ်းတဲ့သူထဲမြူဆိုကယနေ့အချိန်ထိ အချုပ်ထဲမှာထည့်ထားပါတယ်တဲ့အထက်လူကြီးမင်းများသိရှိစေရန်ပြောဆိုတင်ပြပေးပါရင်ကိုဇော်ဘိုးဝင်းကိုအတနာခံအကူအညီတောင်းရပါတယ်တဲ့မင်္ဂလာပါကိုဘုံနဲ့အင်းတော်ရွာမှာဆုတ်ခွာလာသော KNAPD ရဲ့အကြမ်းဖက်များသည့်ပင်ခုတ်ရွာသို့ကားငါးစီးဖြင့်ဆုတ်ခွာလာခဲ့ကြပြီးပင်ခုတ်ရွာသားများသည်ပင်ခုတ်ရွာသားများသည့်တပြေးပန်းကတ်များနှင့်ကြိုးစိုးနေကြပြီးထမင်းများလည်းချက်ပြုတ်ကျွေးမွေးနေကြပါတယ်တဲ့ အကြမ်းဖက်များစီးဝင်ရေးလာတော့ကားမျိုးသားများမှဖိုးဝီကားအဖြူရောင်နောက်ဖွင့်သတိကောင်၄စီးအယောင်မှပန်းရောင်လိမ္မော်ရောင်စစ်ရောင်က၂စီးအားလုံး၅စီးပါတယ်၎င်းတို့လက်ရှိအုပ်ပုံထားတဲ့နေရာကတော့ဥခင်မောင်ထွေးဥခင်မောင်ဆွေရောဘာချမ်းမှာအုပ်ပုံထားပါတယ်တဲ့နော်အမြန်ဆုံးလှုပ်ပေးစီလိုပါတယ်အကိုတဲ့ကာချုပ်ကြီးကို တင်ပြပေးဖြစ်နိုင်စပီကာကနေမအော်သေးပဲအလုံးလုံးတဲ့လူကြီးကိုတိုးတိုးတိတ်တိတ်သတင်းပေးစီလိုပါတယ်တဲ့ ော်ကျွန်တော်ကတော့ဒါပေးတော့ပေးထားပြီးပြီပေါ့နော်ဒါဟိုပေးတော့လို့ဟိုမဖြစ်တဲ့အချိန်ကြာရင်တော့ဟိုဘာပဲပြောပြောအနေသားပြတ်သွားအောင်တော့ကိုကလောက်ရမှာပဲလေနော်အဓိကကကိုယ့်ဘက်ကိုကြားရောက်လာမယ်ကြည်တော့မယ်ဖြစ်ဖြစ်တနက်တက်တက်လည်းပဲဖြစ်ဖြစ်ရှင်းလင်းသွားရင်အဲကိုယ့်အတွက်အနေရပိုကင်းတာပေါ့အကိုရေးတဲ့မန္တလေးမြင်းကြံလမ်းပိုင်းအခုထိကားတွေမသွားရပါဘူးတဲ့အမြန်လမ်း325ဆင်းပြင်စီမှာတက်ရှိတယ်10မိနစ်လောက်သွား PDF gate တွေနရိုးကြီး PDF တွေမန္တလေးရန်ကုန်သွားနေကြတာမစစ်နိုင်ဘူးနော် ရှောက်တော်တို့မှ PDF ဂိတ်စစ်တပ်နဲ့ပေါင်းစားနေတယ်ပြည်သူတွေရွာဝင်အတွက် PDF သတင်းပေးတာနာရီကွာတဲ့ထန်းစဉ်ကျေးရွာစစ်တပ်ဂိတ်ထန်းစဉ်ကျေးရွာနဲ့ပြင်းစီရွာကျေးရွာ PDF ဂိတ်ကြီးပဲမရှင်းလင်းမဲ့ထားတော့နီးရဓာတ်ကိုကြောက်နီးရဓာတ်ကိုနီးရဓာတ်ကိုကြောက်နေရတော့အေးချမ်းစွာနေလို့တဲ့ပြည်သူတွေအသက်ဘေးကြောက်တော့ PDF တဲ့ဝင်ကုန်ကြတာမနေတော့ဘူးတဲ့မန္တလေးတိုင်းမိုးကြီးဟိုပြောပေးပါဦးညီလေးဘုံတရင်ထူးရင်ပြောမယ်တဲ့နော်ပြည်စီကထွက်တဲ့စစ်ကြောင်းစိန်ပန်းကံရွာနာအတိုက်ခံရတာပြည်စီစစ်တပ်ကဖျဲသီးတွေရှိနေပြီတဲ့တက်ပြောင်းခိုင်းပြီးနေမြေရှင်းလင်းပေးစီလိုပါတယ်ညီလေးတဲ့အဲ့ဒါကကျွန်တော်ကမနေရတော့ကကျွန်တော်နဲ့ခင်မင်ရင်းနှီးတဲ့လူပေါ့နော်အဲ့ဒီအမြန်လမ်းမှာသွားတော့တဏှာရင်နဲ့ အဲ27မိနစ်လာမှသိဘူးပေါ့နော်ကျွန်တော်ကလည်းဒါသူတို့ကလည်းအဲ့ဒီ PDF ကိုတွေးလိုက်တယ်တွေးလိုက်တော့သူတို့ကလည်း PDF တွေးတော့သူတို့က PDF ကိုကြောက်တာပေါ့သူတို့ကတော့ကျွန်တော်ကိုပြောတာ329မိုင်မှာလို့ပြောတာပေါ့နော်ဒါပေမဲ့329နဲ့25မိုင်နဲ့ကတော့အဲ2မိုင်ပဲဝေးတော့ဘယ်တော့မှမဝေးဘူးအဲ့မှာသူတို့ကကားမောင်းပြီးတော့မှသူတို့ကိုတွေးလိုက်တော့ကျွန်တော်ကိုလမ်းပြီးတော့ပြောတယ် ကျွန်တော်လမ်းပြောတော့ကျွန်တော်ကလည်းလူကြီးတွေလည်းပြောတယ်နောက်တော့ဒီလဘခတိုင်းကတက်နေမှုကြီးကိုလည်းကျွန်တော်ပြောတယ်နာမည်တော့မပြောတော့ပါဘူးပေါ့နော်အမတက်နေမှုကြီးကိုပြောတဲ့ချိန်မှာတော့ကျွန်တော်နောက်ကျနေတာပေါ့ဟိုကျွန်တော်ကလည်းဟိုပွင့်ပွင့်လင်းလင်းပြောမြတ်ဗျာနိုင်ငံချစ်တဲ့လူမျိုးကိုချစ်တဲ့ကိုတက်မလို့သားကိုလည်းချစ်တော့တွေးမိတွေးရတယ်အကုန်လိုက်ပို့တယ်ပို့ပြီးတော့နောက်တော့မှကျွန်တော်ဟာဒီတဲ့ရင်ကလဘခတိုင်းမှုကြီးကိုပို့ရမယ်တဲ့ရင်ပဲဆိုပြီးတော့အမကျွန်တော်ဗိုလ်ချုပ်တယောက်ရဲ့ဖုန်းရှိတော့ကျွန်တော်ဗိုလ်ချုပ်ကိုဖုန်းဆက်ပြီးတော့ဗိုလ်ချုပ်ခင်ဗျာအဲ328မိုင်မှာ เนาะ PDF တွေဟိုတက်နေတယ်ဆိုတော့အဲ့တော့ဘိုးချုပ်ကလည်းအေးအတီပြူပြီးလုံနေကိုင်းနေတယ်ပြောပြီးဖုံးချသွားပြီကျွန်တော်ဖုံးပြန်ဆက်လာတယ်ဘိုးချုပ်ကဟိုအဲဇော်ဘုံရင်းနဲ့ညီလေးတွေဘယ်နှစ်နာရီလောက်ကလဲဆိုတော့ဘိုးချုပ်လို့ကျွန်တော်ဟိုခီးသွားတယ်ကျွန်တော်အတီရကျွန်တော်လန်တင်ပေးတာကျွန်တော်ဖုံးနေရသူတို့ကတိတာဟိုဟိုတနာရီနဲ့20မိနစ်မှာကျွန်တော်ကိုဆက်ထားတာပါဘိုးချုပ်ခင်ဗျာလို့အဲ့အေးတယ်ငါတို့လည်းလုံနေကိုင်းနေတယ်တဲ့အဲ့တော့ဟိုဖြစ်တာကတော့အဲ့ဒီအ мян လမ်းပေါ်မှာမဟုတ်ဘူးအ мян လမ်းပေါ်မှာသွားတဲ့လူကသူကတွေးလိုက်တာပေါ့ဗျာ ဒီကောင်းนี่ဘလို့သွားလဲတော့ကျွန်တော်လည်းမသိဘူးအဲ့လိုတွေးတော့ပြောတာပါကျွန်တော်အဲ့တော့တိုက်ပွဲဖြစ်သွားတာက325မိုင်နဲ့ဝေးတယ်ဝေးတယ်အောက်အောက်ချမ်းမှာဒီကောင်းนี่ဖြတ်တဲ့အချိန်မှာတွေးတာနေမှာပေါ့ဘလို့တွေဖြတ်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့ဒါတော့အဲ့တော့ခီးသွားပြည်သူကလည်း तू ကတိလို့သတင်းပို့တာဒါပေမဲ့အောက်တော်ထဲမှာဟိုထဲမှာဖြစ်ကြတာနေမှာအဲ့မှာဖြစ်တော့တိုက်ပွဲကိုတက်မတော်အနေနဲ့တလက်တလောင်းနဲ့တလက်ဗီဒီယိုတလောင်းနဲ့တလက်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဟို တက်မတော်ကတော့ဒီ PDF တွေကဒီအမြန်လမ်းပေါ်တက်တက်လာတာသူတို့ကနိုင်ငံရေးအမျက်ထုတ်ဖို့လည်းများတယ်ပေါ့နော်နိုင်ငံရေးအမျက်ထုတ်တာပေါ့နော်အာသူတို့အမြန်လမ်းကိုတက်လာတယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့နော်ဒီခွေးမိုက်တွေဒီလောက်ထိနော်တိုင်းပြည်ကိုဖျက်ဘယ်လောက်ထိဖျက်ဆီးမလဲတော့မသိဘူးနောက်တစ်ခုကကျွန်တော်တခုပြောမယ်နော်မမိုးကင်ဆိုတဲ့မိမနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီညမှာကိုခေဘုံခနဲ့နော်ကိုခေဘုံခဆိုတာကျွန်တော်မသိဘူးကိုခေဘုံခသူ့ဘုံနံပါတ်နဲ့ကျွန်တော်ကိုဆက်လာတယ် ။နော်ကျွန်တော်ဒီနေ့ကိုကေဘုံကကိုပြန်ဆက်တယ်။ကိုကေဘုံကမကောင်းဘူးလား။ဖုံးမကင်ဘူး။နော်ကျွန်တော်ပြောချင်တာဖုံးကင်ရမယ်။ကျွန်တော်ကိုဆက်တော့ဆက်လာပြီးတော့ကျွန်တော်ဒီတရင်တော်ရှင်လင်းပွဲနဲ့တောင်းပန်ပါမယ်လို့ဘာလို့ကျွန်တော်အသက်နဲ့ရင်းပြီးအာမခံပြီးကျွန်တော်ပြောရတယ်ကျွန်တော်လုံးဝမပြောခဲ့ဘူး။နော်အဲ့တော့ကျွန်တော်ဒီညယူကျူးလိုက်မှာကျွန်တော်အဲ့အတန်ဖိုင်ကိုကျွန်တော်ဖွင့်ပြပေးမယ်။နော်ကိုကေဘုံကကျွန်တော်ကိုဆက်သွယ်လာတာနော်ကျွန်တော်ဘယ်တော့မှကျွန်တော်မတောင်းမှန်ဘူးတောင်းမှန်စရာအကြောင်းလည်းမရှိဘူးကျွန်တော်နာမည်ဇော်ဘုံဝေးနော်အတက်တာသေးခံမှာ 信了。